ော်ဒါကိုကိုကမဲ့တဲ့လက်ရှင်ဒါပေါ့ဦးပေါ့နော်ဒါဒီလဲကျွန်တော်တို့ဒီမှာသတင်းသုံးမှုတော့ကျွန်တော်ရာထားပါတခါတဲ့အတိုင်းပြီးပြီဖြစ်တယ်။မမတို့ကိုယ်တိုင်ပြောတယ်။အဲကျောင်းဆောက်တာတို့အဲ့လိုမျိုးတွေ ောက်တော့နေပြီးတော့မှပြည်ပြည်စုံစုံအေးချမ်းချမ်းလေးဖြစ်အောင်ဆိုပြီးတော့မှစတင်ပြီးတော့မှသုံးသက်တမုံကျူးကျူးဆက်တဲ့အနေနဲ့ကျွန်တော်တို့ကဒါပေါ့ဗျဉာဏ်ကြီးဖြစ်နေတယ် ဒါပြောမယ်ဆိုရင်အများကောင်းမှုအားလုံးကောင်းဒါဒီနေ့ဆိုလို့ရှိရင်ကျွန်တော်တို့က73ရက်နေ့ဒါကျွန်တော်တို့3လပိုင်း73ရက်နေ့ဒါ2025တပေါင်းလာပြီးညတာပြီးနေမှာနေလူနေ့ညမှာပဲကျွန်တော်တို့ဒါပနက်တော်တင်အုံမြချမင်္ဂလာအခမ်းအနားယူကြားစတင်ပြီးတော့မှပြီးသားခုခွဲမှုတွေစလိုက်တဲ့အနေထားပေါ့နော်မင်္ဂလာ ဓိကတော့ PhD စာတင်တိုက်တယ်။ဒါသတိဆရာလေးဟို PhD နဲ့စာတင်တိုက်နဲ့ပတ်သက်ပြီးတော့မှဟုတ်ပါဘူး။ဒါကျွန်တော်တို့ကနောင်နောင်နောင်ဒီမှာလာပြီးတော့ပတ်သနာပြုမယ်။မြို့အောင်စာတင်မှုလေးကြီး။အေးချင်းချင်းတပါရာနဲ့ election ဝတ်ဖို့ဒါမှမကပါဘူးကျွန်တော်နောက်ပြီးတော့ဆရာလေးရဲ့ဒါဘယ်လိုခေါ်မလဲဆိုတော့ဒီရွက်ချက်ကများများတယ်ပေါ့။များတယ်။များတယ်ဆိုတဲ့နေရာမှာကျွန်တော်ကကိုကိုကမဲ့လေ election ဒါပေါ့ဦးပေါ့နော်။ဒါလည်းကျွန်တော်တို့ဒီမှာတင်သုံးဖို့တော့

ဒီလိုလုပ်တဲ့ရည်ရွယ်ချက်ကလည်းပဲ30%ကျေးဇူးဆက်တဲ့အနေနဲ့ဖြစ်တယ်။ဒါနဲ့မကသေးဘူး။အမျိုးကြီးအားလုံးပေါင်းဖက်ရမယ်၊ပေါင်းစုရမယ်၊စီးရောရမယ်ဆိုတဲ့အနေအထားတစ်ခုနဲ့ဘာသာတာသနာတော်နေလူလာလို့ပေါ့ထုံးရင်တောက်ပေါအောင်ပြုနိုင်ဖို့အတွက်ကိုတမိဆရာလေးရဲ့အနောက်မှာနေပြီးတော့မှပဲကျွန်တော်တို့ကပိုင်ဖြစ်ဖြစ်တယ်။ဘာလို့လူရငါတို့တန်းတာဘာလို့ဆိုတဲ့ငါဆိုတဲ့ငါကြီးကိုအိုးမြောင်းထဲမှာလှုပ်ပလိုက်ပြီးတော့မှမိသူမဆိုလည်းရောက်ပြီးတော့မှအာဒီနေရာလေးမှာသာသနာပြုရတယ်ဆိုတဲ့အကြောင်းသာသနာအထောက်အပံ့၊နိဗ္ဗာန်အထောက်အပံ့ပေါ့နော်။ဒါဒါနရဲ့ကောင်းမှုအကြောင်းတရားနဲ့ လေးပဲထောက်ပံ့နေပြီးပြရတယ်ဆိုတဲ့အကြောင်းကိုဒီနေရာကစဉ်းစားကြပြပါတယ်ဒါလေးကိုပြောချင်ပါတယ်အော်အဲ့ဒါကိုဗစ်ကာလတုန်းကလေဆရာလေးအဲသူများအကြောင်းတရားမှမိခိုးပြီးတော့ဟိုအမေချမ်းမိုင်မကောင်းလို့ပေါ့အနေနဲ့အချိန်ကအဲ့လိုအဖွားတွေကိုတွေ့ခဲ့တယ်ဒီလိုက်ချင်းအဖွားတွေတွေ့ခဲ့တော့သူတို့အမှမီတာကပေးရတယ်သူများအကြောင်းလေတချို့တလေဆိုတလောက် ဟိုဘလောက်ပေါ့အဲ့လိုစွန်စီတွေပေးရတယ်ဆိုတော့အသက်ကြီးအရွယ်ကြီးလာတဲ့ခါကျတော့တို့မှလက်လာပါရှာပါတဲ့ခါကျတော့လူလူတန်းသူလည်းမရှိတော့အဲ့ဒါလေးတွေပေးနိုင်ဖို့တို့ကစွန်းစံရက်ကြတာပေါ့နော်အဲ့ဒီဒုက္ခလေးကိုမြင်ခဲ့တဲ့ခါကျတော့အယံတနာဝါတနာပြီးတော့အဖွားတွေကိုလည်းဖွားလို့သမီးတစ်နှစ်ဟိုကျောင်းတိုင်ဖြစ်တဲ့အခါအဲ့လိုအဖွားတို့အတွက်ဇိတ်တာလေးတစ်ခုလုပ်မယ်ပေါ့အဲ့ဒီအချိန်အဖွားတို့လာနေနိုင်တယ်ဆိုရင်သမီးခေါ်ထားမယ်ပေါ့ဒါပေမဲ့သမီးရှိမှနေရင်တော့ဟိုသီလရှင်ပြပြီးတက်တာတော့နေရမယ်နေ့တိုင်းအဖိတ်ဆန်ထွက်ရှင်လို့မရဘူး တော့ဝိမျိုးဖိတ်နှစ်မိနစ်ပဲသွားရမယ်အဲ့လိုလေးနဲ့မြတ်တာနိုင်နေဆိုရင်တော့လာနေပေါ့ကျန်တာတော့အတက်နိုင်ဆုံးလူဘက်ကစူးစမ်းပြီးဖြည့်ဆည်းမယ်ပေါ့အဲ့လိုလေးပြောခဲ့တာကနေစပြီးအယူရချက်ကလေးအကောင့်တွေဖောက်ဖို့စိတ်ကူးတာဘလို့အကြောင်းမျိုးနဲ့ပဲဖြစ်ဖြစ်ပေါ့တိလရှင်ပြပြတတနေနိုင်နေဆိုရင်လက်ခံပါလေနောက်ကြောင်းရှင်းရမယ်တိလရှင်ပြပြတတနေနိုင်ရမယ် ာတိလာရှင်ကိုတော့ကတူတူလေးကြီးကြီးလဲဟာဘာဘာမီးလာခေါ်ဝါလာခေါ်ဒီအဲ့လိုမျိုးလည်းဖြစ်တတ်တယ်ပေါ့နော်ဒါမျိုးတကယ်ဒီမှာလှုပ်ဆောင်နေပြီးတော့မှတကယ်ကိုဒီကလေးလေးကိုဟိုကျွန်တော်တို့ဒါဟိုလူရဲလို့ပြည်သက်ဆအရွယ်တွေကမှတိလာရှင်လေးဝေးပြီးတော့မှတချို့တိလာရှင်ကြီးတကယ်ကိုတို့ဒါမိုးဖွာပြီးတော့မှသာသနာတော်အတက်ဆိုရည်မှန်းပြီးတော့မှဇာတိဒီစာဝါရီလိုက်ဘာညာတကယ်အတန်းပညာတွေရလာကြတယ်အကြီးပါတွေကပြတ်ထုတ်သွားတဲ့ဟာလည်းရှိတယ်ဒါမျိုးတွေခံစားရတဲ့တိလာရှင်ကြီးတပုံကြီးပဲဒါမျိုးတွေရှိတယ်ဒါမျိုးတွေအများကြီးဖြစ်ခဲ့တဲ့အတွက်ကြောင့်ဒါကြောင့်နောက်ကြောင်ရှင်းရှင်းလေးနဲ့ ဒါတိလရှင်ပြည်ပြည်သားသားဆိုတာတိလလုံးလုံးကြုံကြုံလေးနဲ့နေနိုင်တဲ့မျိုးကောင်းသားသမီးလေးမိသူမဆိုးတနိုင်ငံလုံးမိသူမဆိုးတုတ်တကြောင်းဆောင်ပြီးလို့ရှင်ဘလို့ရပါလဲဆိုတဲ့အကြောင်းဆရာကြီးကဒါအောင်ဒါကိုပြောတာဒီ ားတို့ရှိတော့အလူခံလာပြီဆိုရင်အမားတို့ကအလူခံတဲ့ဟိုသူများတို့မဟုတ်တပေါင်းတဲ့နှစ်ပေါင်းတဲ့ဆရာလေးတွေကိုမေးတာမေးတော့တချို့ကမိဘကိုလုံချွေးနေတာဘာလို့ကြောင်းမနေလဲစာတင်ပေးမယ်ဆိုစာမတင်တာအငငယ်လေးတွေပေါ့နော်၁၀နှစ်တို့၉နှစ်တို့ကလေးလေးလာတယ်ဘာလို့စာမတင်တာလဲဆိုမဟုတ်ဘူးလေသူတို့ဆုံးခန်းတာသူတို့အမေတို့ပြန်လုံချွေးနေတာ င်အားတစ်ခါတည်းအတိုင်းပြီးပြီဖြစ်တယ်။ကျွန်တော်တို့ကိုယ်တိုင်လည်းပျော်တယ်။နောက်ចောင်းဆောက်တာတို့အဲ့လိုမျိုးတွေ။အဲဒီနေ့အလူလေးကတော့အဓိကတော့ဘုရားတက္ကမမိုင်းမှာလူသားစုဒါအကြောင်းပြုပြောမှာကျွန်တော်တို့ကဝိုင်းဝန်းပြီးပါဖြစ်လာဆိုတော့ဒီနေရာမှာလည်းခုနကကျွန်တော်ပြောခဲ့တယ်လို့ပဲအာဒီနေကြီးလူသားတို့ဒီအကြောင်းတော့မဟုတ်ဘူးဒါတွေကအမျိုးတွေနဲ့သက်ဆိုင်ကျွန်တော်တို့ပြောဆိုရင်မပြီးဘူး အလုံးသောအမျိုးပေါင်းသူတော်ကောင်းတွေမျိုးပေါင်းသူတော်ကောင်းတွေဆိုတော့ကျွန်တော်မိသားစုကျွန်တော်မိသားစုဆိုတဲ့နေရာမှာကျွန်တော်အကုန်လုံးမိသားစုတော်တော်ချင်ချင်းမတော်ချင်ချင်းမျိုးမျိုးပါလာကျွန်တော်အမျိုးကြီးဆိုတော့ဒီမျိုးတွေပေါင်းစုပြီးတော့မှပဲကျွန်တော်တို့ကဒီဒီဆရာလေးရဲ့ပြည့်ရတီဆိုတဲ့စာပင်တိုက်ဆိုတဲ့သာသနာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အပိုင်ဖြစ်ဝင်ရတာအဲ့တော့ကျွန်တော်တို့ပြောချင်တာကျွန်တော်တို့အတွက်မဟုတ်ပါဘူးရည်ရွယ်သမျှရည်ညွှန်းသမျှ လုံးသမားကင်သမားပြုသမားသာသနာအကြောင်းတရားအထောက်အပံ့အကုန်လုံးဟာသုံးသက်တဖို့ကျင့်လေကုန်သောဝိနည်းများစွာဒုက္ခတဒုက္ခတတ္တဝအားလုံးအားလုံးလို့ကောင်းမှုကုသိုလ်ဖြစ်ပါတယ်လို့ဤကောင်းမှုတွေလည်းပဲထတ်တူထတ်မြတ်ရရှိကြပါစေဒီနေရာလေးပြောကြခြင်းပါတယ်ကျွန်တော်မျိုးပေါင်းသူတော်ကောင်းအားလုံးအားလုံးတတ်ရှိလို့ကျမ်းမာကြပါစေ